ဟေယောဝလုံးပဲမင်္ဂလာညချင်လေးပါနိုဝင်ဘာလ9ရက်နေ့ရဲ့ညနေပိုင်းအထူးသတင်းများကိုပထမဆုံးလူချင်းတူရှင်တင်ဆက်တော်မှာဖြစ်ပါတယ်ပြီးလို့ဆိုရင်နောက်ဗီဒီယိုလေးတွေလည်းကြည့်ရမှာဖြစ်ပါတယ်ကျွန်တော် channel ကိုအချင်းပေးပြီးကြည့်ရှုနေတဲ့တငယ်ချင်းတွေအားလုံးကျေးမြတ်ကြည်တင်ပါတယ်လို့ပထမဆုံးပြောဆိုချင်ပါတယ်ဒါဆိုရင်တော့သတင်းလေးတွေစာကြရအောင်မြန်မာစစ်တပ်ကပြောလို့မီရွေးကောက်ပွဲကိုအတူအယောင်ရွေးကောက်ပွဲအဖြစ်သတ်မှတ်ရေးအစုကိုယနေ့နိုဝင်ဘာလ9ရက်နေ့ နယူးဇီလန်လွှတ်တော်ကကန့်ကွက်သူမရှိဘဲဆုံးဖြတ်အတည်ပြုလိုက်ကြောင်းသိရှိရပါတယ်။နယူးဇီလန်အစိုးရ၏နိုင်ငံချရေးဝန်ကြီး RT Hon Winston Peter ကလည်းမြန်မာစစ်တပ်၏ရွေးကောက်ပွဲမှာအတူအယောင်သာဖြစ်ကြောင်းလွှတ်တော်၏ဆုံးဖြတ်ချက်အစုကိုထောက်ခံပါကြောင်းလွှတ်တော်တွေလာရောက်ထွက်ဆိုထားပါတယ်။ယနေ့နိုဝင်ဘာလ9ရက်နေ့နယူးဇီလန်လွှတ်တော်တွင်မြန်မာစစ်တပ်၏တရားမဝင်အတူအယောင်ရွေးကောက်ပွဲကို นิวซีแลนด์อสุยาและมคันจังตยาวินทบเปลี่ยนยานอสุติยกูลาเบอร์ปาร์ตี้มาลวดตัวอมัดฟิลิปสโตนาทอยฟอสกาตินตุนเคปีกรีนปาร์ตี้มาดีนาวทเวโนกาทบขันอสุเปียวเคยานิวซีแลนด์ลวดตัวกาทันกัตูมสิเบอสุกูอติเปียวสงเพลเลจิมพิจาวติสิยาบาเร စစ်ကောင်စီစစ်ခွေးအတုယောင်ရွေးကောက်ပွဲကိုလက်မခံကြတော့ဘူးဆိုတာကို ပထမဆုံးနယူးဇီလန်က ပြတ်တာဖြစ်ပါတယ်ကျွန်တော်တို့ဖက်မှတအားကောင်းတဲ့သတင်းဖြစ်ပါတယ်စစ်ကောင်စီစစ်ခွေးတွေအတွက်ငိုရမယ့်သတင်းပောက်ကွေးရမယ့်သတင်းဖြစ်ပါတယ်ကောင်းလေတဲ့သတင်းနောက်သတင်းမလေးတိုင်းမင်းချမြုပ်နေမှာအချမ်းပစစ်အုပ်စုကိတ်စခန်းကို RPG အပါလက်နက်ငယ်တွေနဲ့စီနှင်းတိုက်ခိုက်ခဲ့ရာ အုတ်ချုပ်ရင်မှုတကောင်အပါဝင်စစ်ခွေခွေရဲခွေပြောစစ်ကောင်ခွေတဲ့ဝတ်တေတေဆုံးပြီးထိခိတ်တန်ရာရသူအမြအပြားရှိတယ်လို့မင်းချန်ခရိုင်အမက်ကုနှစ်တက်ရင်ဇီရိုပြုတ်ချတ်တဖွဲ့ခေါင်းဆောင်ကုတကြီးကပြောဆိုထားပါတယ်နိုဝင်ဘာလ၄ရက်မနေ့နေ့လေးပိုင်းမှာမင်းချန်မြုပ်နေလေတီကျေယောကအချမ်းပစစ်အုပ်စုကိစ္စခန်းကိုတော်လိုက်ရက်တွေဝင်ရောက်ပြီးခက်တိတ်ခိတ်ရင်မိနစ်၂၀ကြာထိတွေ့တိတ်ပွဲဖြစ်ပွားခဲ့တယ်လို့သိရှိရပါတယ် ခွေးတေဝတ်တေစီကောင်တေဆုံအမြာပြဒဏ်ရာရရှိကောင်းလေးတေတတင်းနောက်တင်းတနင်္သာရီတိုင်းဘလိုမြုပ်နေကအမတ်လေးရက်ကအောက်ချုပ်ရေးမှုနဲ့တတော်ဆောင်ဖြစ်သူကိုပိကတ်စင်လင်းရာထူထူတွေထန်ကတနတ်အစစ်တွေအပါဝင်ကလေးကစားစရာတနတ်တဲ့လက်ပစ်ဘုံးတွေကိုတင်းစီယာမီခေတေလို့ပီတုကကွေတမတော်ဘိတ်ခရိုင်အမတ်တီတက်ခြင်းကတည်င်ထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့အောက်တိုဘာလ23ရက်မနက်7:00နာရီအချိန်မှာအပတ်လေးရက်ကအောက်ချုပ်ရေးမှုဖြစ်သူစူဝိန်းနဲ့သူ့ရဲ့တပ်တော်ဆောင်စစ်မှုထမ်းတပ်သားတယောက်ပလိုမြုပ်ကျောက်စုကိတ်အနီးစိုက်ကယ်နဲ့တွာလာနေချိန်မှာတော်လှန်ရေးတပ်ဖွဲ့တွေကစောင့်ကြိုပြီးခဲ့တဲ့ခိတ်ခဲတယ်လို့သိရှိရပါတယ်။အားရရှိကောင်းပါတယ်။ကောင်းလေတဲ့တတင်းတော့တတင်းရန်ကုန်တိုင်းအင်းစင်မြုံနေတွေကထင်းတဆောင်တိုင်းမီထွန်းပွင့်နိုင်ဈေးပွဲတို့တွေရန်ဖြစ်မှု ခုဆူလူယမှုနဲ့မူကြီးတောင်းကျန်သူလူငယ်များကိုအမှုဖွင့်အရေးမယူဘဲစစ်မှုထမ်းအဖြစ်စုဆောင်လျက်ရှိကြောင်းအင်းရှင်မြောက်နေအတွင်ရက်ကွက်အောက်ချုပ်ရဲအဖွဲ့ဝင်တချို့နဲ့ရန်ဖြစ်မှုကြောင့်ဖမ်းဆီးခံရပြီးစစ်မှုထမ်းအဖြစ်စုဆောင်ခံလိုက်ရသောလူငယ်တချို့ဤမိသားစုဝင်တချို့ထံမှသိရှိရပါတယ်အင်းရှင်မြောက်နေအစီကျိုးကုံရက်ကွက်အောက်ကထဆိုးဝင်းလူကြီး အစီချုပ်ကုံတွေကတိလေလေပွဲတဆောင်တိုင်မိထွန်းပွဲများတွင်ရန်ကားသူမူရရန်ဖြစ်မှုနဲ့ကုဆူလူရတူလူငယ်များကိုရေစခန်းတော့မပူတော့ဘဲစစ်မှုထမ်းအဖြစ်သဆိုင်ရာတပ်နေများထံတော့ပူဆောင်လိုက်ကြောင်းသိစီရပါတယ်။လေးရုပ်လောက်ဖန်စီတော့တယ်လို့သိစီရပါတယ်။လေးရုပ်ထက်များနိုင်တယ်လို့လည်းပြောပါတယ်။ပြောချင်းကြအောင်သွားချင်းကြအောင်ကောင်းလိုက်တဲ့တဲ့နောက်တဲ့ ရှမ်းမြုံနယ်ရခိုင်မှာတည်ထွားတဲ့စစ်သားတွေရဲ့မယားတွေလင်းရှိမယားတွေကစစ်မှုထမ်းတတာပါစတွေနဲ့ဖုတ်ပြန်ခုပြမှုများရှိနေတဲ့အပြင်မိမယူမဲ့တပ်သားတွေကလည်းစစ်တိတ်စစ်တန်းထွက်နေရသဖြင့်ဖုတ်ပူမိတိတ်ပေးစားနေရတယ်လို့တက်တွင်းနဲ့နီးစက်တဲ့သူတဦးကပြောပါတယ်။မကွေတိုင်းရေချူမြုံနယ်အခြေစိုက်ဖလုံးကျေးရွာအနီးရှိစစ်ကောင်စီတပ်တွေဖြစ်တဲ့ ကလာယ256 259 254တက်တွေမှာရှမ်ပီနေမြောက်ပိုင်းနဲ့ရခိုင်ပြည်နယ်စစ်မေပင်တွေမှာတည်ဆုံသွားတဲ့စစ်သားတွေရဲ့မိမတွေရောက်ကြစစ်တမ်းထွက်နေတဲ့ဒင်းရှိမရတွေကစစ်မှုထမ်းတတာပါစတွေနဲ့ဖုတ်ပြန်ခုပီးနေကြတဲ့အပင်အချို့စစ်သားမရတွေကိုကဒုံဒုံပြပါပြန်လွတ်နေရတယ်လို့သိရှိရပါတယ်။အင်ထောင်ရှိတဲ့ရေးမေတွေတောင်ဖုတ်ပြန်နေကြတာ ကဒုံဒုံပြန်လွှတ်ရတာနဲ့မူရင်းစစ်သားတွေကရှမ်းမြုံနဲ့ရခိုင်မှာတေကုံကြပြီးမိမတွေကရောဖုတ်ပြန်ကြတာပြုံးမနေနဲ့ပါစတွေကစစ်သားဟောင်းမရခုလာတဲ့သူနဲ့လမ်းကြုံယူလာကြတာတွေကပါတေးလို့စစ်တပ်အတိုင်းအဝိုင်းနဲ့နီးစပ်သူတဦးကပြောပါတယ်ဒါအပင် PK တဲ့ရပိုင်းအတွင်းမှာပုံထက်မြိုင်မြုံနေတွေဖက်မှစစ်တန်းကနဲ့ပြန်လာပြီးမိမယူမဲ့စစ်သားတွေကိုလည်း ချက်ချင်းစီတန်ထွေရတော့မှာဖြစ်တဲ့အတွက်လာမယ့်နိုဝင်ဘာလ9ရက်နေ့နောက်ဆုံးအပီမင်္ဂလာဆောင်ခိုင်းထားတယ်လို့လေသိရပါတယ်ငါရဲ့နေအပီဆောင်ထဖို့အမိပေးထားကြတာစီတန်စစ်ကြောင်းနှကြောင်းစာအတွက်ဆေးတွေထိတ်ခိုင်းနေတာလက်ဒတွေကပေးမေစုတာကိုပိုတင်ပြုံးနေကြတာလို့အစူပါတက်တွင်းအခြေအနေနဲ့နိစက်သူကပြောပါတယ်နိုဝင်ဘာ9ရက်ဆိုတော့ဒီနေ့ပေါ့ကွာဒီနေ့နောက်ပိုင်းမှာဆိုရင်ဒေါ်မင်းမယူလို့မရတော့ဘူး စစ်ခွေမိမာတွေအကုန်လုံးဖောက်ပြန်ကုန်ကြပြီအဲ့ဒါကြောင့်ဖြစ်မယ်ပါစတချို့တွေကစစ်မှုထမ်းထဲမှာပြုံနေကြတယ်ဆိုတာအဲ့ဒါမျိုးမုံဆူမတွေတားများတယ်လေအဲ့ဒါကြောင့်တချို့ယောက်ျားလေးတွေက ထိုင်စားစားလို့ရပြီမဟုတ်လားအဲ့ဒါကြောင့်ကြီးစစ်မှုထမ်းတတတိတွေပြုံနေကြတာတချို့ဆိုရင်တော့တားပြုတ်တာပြုတ်ချောင်းပေါ့ပြုတ်ချောင်းပေါ့နင်ဂျာမင်တော့လေးလာလိမ့်မယ် ရှမ်းပြည်နယ်နဲ့ရခိုင်ပြည်နယ်နှစ်ခုတည်းမဟုတ်ဘူးနော်မြန်မာနိုင်ငံတနိုင်ငံလုံးမှာတော်လှန်ရေးရေးပေါ်တွေကဖန်ထားတဲ့စစ်ခွေးတွေအများကြီးအကောင်တွေရဲ့မိမတွေဘလောက်များမလဲခွေးတွေဝတ်တွေတွေဆုံတဲ့စစ်ခွေးမိမတွေမောက်ဆူးမတွေဘလောက်များမလဲဖုတ်ပြမဲ့လူတွေကတော့အများကြီးပဲခုတော့ဖုတ်ပြကုန်ပြီဆိုတော့ကောင်းလေးဒေသတင်းနောက်တဲ့ရန်ကုန်နဲ့နေပြည်တော်ရှိမြို့နယ်တချို့မှာနိုဝင်ဘာလရက်ညပိုင်းက န်တကူကောက်ချက်ရင်ကနဲ့ရင်မတော်တဆဖြစ်လို့ထိခိုက်ဒဏ်ရာရရှိသူ15ဦးထပ်မင်းရှိတယ်လို့လူမှုကွန်ရက်ရဲ့အတင်းတွေကနဲ့သိရှိရပါတယ်။တဆောင်မုံလပညာဖြစ်တဲ့နိုဝင်ဘာ၄ရက်ကရန်ကုန်နဲ့နေပြည်တော်ကလမ်းမပေါ်တွေမှာကပူကနဲ့ပန်တကူအလှအဖြစ်ဖိတ်ဆန်တွေပစ်ချက်တာကိုလိုက်ကောက်ချက်ရင်ရင်တိတ်မှုတွေဖြစ်ပွားခဲ့ကြတယ်လို့ဆိုပါတယ်။ဒဏ်ရာရခဲ့တဲ့သူတွေကတော့ရန်ကုန်တိုင်းဒုက္ကုံမြို့တိအရှိပိုင်း တကုံမြုပ်တိမြုပ်ပိုင်းနဲ့မြုပ်ဥကလပမြုပ်နေတော့မှာ၁၂ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးသူတို့ကမြုပ်ဥကလပဆေးရုံကြီးကိုပူဆောင်ပေးခဲ့ရတယ်လို့မေတ္တာတင်ကဟာနာယေကုံကြီးမှုအတင်ကနဲ့သိရှိရပါတယ်။နေပြည်တော်ပြည်မနာဖက်မှာတော့နေရောက်ပေါ့နော်။ကျွန်တော်တို့နိုင်ငံကပြည်သူတို့ချို့တွေတနာဆရာကောင်းပါတယ်။စိတ်မကောင်းပါဘူးထတူဝနေပါတယ်အမှန်တိုင်းပြောရမယ်ဆိုရင်တော့တချို့တွေကလောက်လောက်ဆရာမရှိတဲ့လူတွေအများကြီးရှိတာကို ငဒူးလှိုင်ကြောင်းပဲအကုန်လုံးငဒူးလှိုင်ကြောင်းပဲဘီတူတေတာငဒူးလှိုင်ကြောင်းပဲဘီတူတွေဒုက္ခရောက်တာလည်းငဒူးလှိုင်ကြောင်းပဲအကုန်လုံးငဒူးလှိုင်ကြောင်းမေလူကောင်ကနိုဝင်ဘာလ9ရက်နေ့ရင်းနေပိုင်းအထူးတင်ကတော့ဒီလောက်ပါပဲကေဒါဆိုရင်တော့ကျွန်တော်တို့ပထမဆုံးမူမိတ်ခေကသူ့ရဲ့ Facebook စာမျက်နှာပေါ်မှာတော့အာချောင်းနေတဲ့ကဒုံကျွန်တော်တို့လာမယ်ဆောင်းထားတတိထားမင်းလေးဆိုပြီးမှဗီဒီယိုတစ်ခုတင်ထားပါတယ်အစ်တာကတော့မူကောင်မြုပ်မှာဂျာမေလေးတွင်အစင်တိဖြစ်နေတဲ့ဗီဒီယိုဖြစ်ပါတယ်တစ်ချက်လောက်ရှုကြရအောင် in chi tít chi cả tít áo thô tít bộ quá chi cả áo thô rồi mà nó tít tuổi tít tuổi chi bé anh nhà cả chị cha mẹ lê rồi quá sao ကြီးတက်ရေဝင်လာဟမ်ကမမရှိရသူတွေထွက်ဟုတ်ဝင်ပြောင်းလဲကိုမရတဲ့ကိုဘယ်နှခုရှိဘူးပေါ်မှာကျွန်တော်ဆက်တာပြီးမှမရဘူးမရရမလုံးဘူးတော့ကျေတော့ကတော့မူကုံမြို့မှာဂျာမီလေးတွေအစီအတီဖြစ်ပါပြီအားပေးကြပါဦးအားပေးစကားတွေလည်းပြောပေးကြပါဦးလို့ဒီကနေ့တောင်းဆိုချင်ပါတယ်ကေဒါဆွေဒေါ်နောက်ဗီဒီယိုတောင်းလှန်တာငဒူးလှန်ရတွက်ကပြတပေါက်တစ်ချက်လုံးနှာစင်ကြည့်အောင် မကြာမီအချိန်တော်အတွင်းမှာခေါ်တော်မူခြင်းခံရတော့မယ်ကျွန်တော်တို့ကြားဖြတ်လို့ရဲ့ခေါင်းဆောင်တောင်းလိုက်တာအတွက်ကိုရေးဆက်ထားတဲ့ကပြလေးဖြစ်ပါတယ်ကပြလေးရဲ့အမည်ကတော့အစင်တင့်ပြင်ထားတောင်းလိုက်တာလို့အမည်ရပါတယ်ဗျာနားစစ်ကြည့်ပါဦးအစင်တင့်ပြင်ထားတောင်းလိုက်တာဟေးအောင်တောင်းလိုက်တာငါးပါးတီလတောင်းမမြဲတဲ့မင်းကជីជីကျဲကျဲဖျားတွေတဲ့ပြ မြတ်ဗုဒ္ဓကမင်းကိုနိဗ္ဗာန်ပို့မယ်ထင်လို့လားဟေးအောင်တောင်းလိုက်တာလေးပေတလက်မှသာသာအရက်နဲ့အတွေးတွေကဘယ်တော့မှကောင်းတဲ့ဘက်ကိုမစင်စားစာသင်ကျောင်းတွေကိုပုံကျဲထားအရက်သားတွေကို ပြစ်မှတ်ထားစစ်ပေးရှောင်တွေကိုမတနာ ကလေးငယ်တွေရဲ့အသက်ကိုစည်းဝိမ်ချွေသွားမင်းဟာတကယ်လူငနွားဟာဟာဟာ ဟဲ့အောင်တောင်းလိုက်တာမေမိုးကောင်းတော့တော့ရွာထားလေပတ်နေတဲ့ယာသည်ဆက်ဝင်းတွေကြာတနေ့နေ့တစ်ချိန်ချိန်ရောက်ရင်တော့ညီမာကြွေကကြရမယ်တိရွက်ချောက်လိုမင်းလဲအစင်သင်ပြင်ထားဟဲ့အောင်တောင်းလိုက်တာမတရားသောခစ်မှာမတရားသောစနစ်နဲ့မင်းဟာပြည်သူလူထုတွေကိုအနိုင်ကျင့်ပေါ်ကြဆုံးမထား ဘိုးချဆိုးမိုးရေးကိုလက်မခံသလိုဆိုးမိုးဘိုးချရေးကိုတွန်းလှန်နေတဲ့ငါတို့ခေတ်လူငယ်တွေက တနေရာရာမှာတော့မင်းနဲ့ထိတ်တိုက်တွေးဖို့အားခဲတာမင်းအစဉ်သင့်ပြင်ထားကျူကျူလှယောက်ကြဟေးအောင်တောင်းလိုက်တာပြည်သူလူထုကိုတတ်ထားတဲ့ကောင်ကပြည်သူမဲတွေကို လိုချင်နေတော့လား စဉ်းစားစဉ်းစားစဉ်းစားထမဲစားတဲ့အုံနောက်နဲ့စဉ်းစားမင်းဟာချီစားခွေးထက်ရုံညံ့နေတဲ့တအားဟဲ့အောင်တောင်းလိုက်တာအိုး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 လို့တောင်းလိုက်တာတောင်းလိုက်တာအိုးအိုးအိုးလို့ခွေးနဲ့နှိုင်းပြီးခေါ်ရမှာတောင်းခွေးလောက်တောင်းလူလူကိုတစ္ဆာမရှိတဲ့တောင်းနှိုင်းတာခွေးနဲ့လည်းမနှိုင်းအား မွားနဲ့လည်းမနိုင်အားဖားနဲ့လည်းမနိုင်အားဟုတ်ပါတယ်တလိပ်ဆန်နဲ့တောင်မနိုင်အပ်တာအဲ့ဒီကောင်လူငနွားတောင်းလိုက်တာမင်းအစင်သင့်ပြင်ထားတောင်းလိုက်တာမင်းအစင်သင့်လှုပ်ထားကျူကျူလယောက်ျားမင်းအစင်သင့်ပြင်ထားတောင်းလိုက်တာအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ဇော်မင်းထိုက်ပါ ။ဒါကောင်းပါလေ။ကေတာဆွင်တော့တော့ဗီဒီယိုအနုပညာရှင်လူမိတ်နဲ့အထက်လန်အောက်လန်ငကြောင်များအကြောင်းချက်လောက်နားစင်ကြည့်အောင်။ထူးခန့်ကျော်ကဆရာကြီးတက်ရှိကျမ်းပါပါစေလို့ပြောလိုက်တဲ့သူကဘသူလဲ။လိုင်းသားရကိုကြီးတို့ရဲ့ဆရာကျော်ဝင်းစိန်ကိုတက်လိုက်တဲ့ကြီးမြင့်တဲ့လူမိုက်မျိုးပါဘေးနာအင်းကြီးဖြူနဲ့ဘဲကတော့နေဝင်းတို့ရဲ့ဆရာဇာရိတ်တာဇာကားမှာပါတဲ့တာခိတ်တာလူမိုက်ဝင်းထုတ်ဝင်း 2021အာနာသိမ့်ပြီးနောက်ပိုင်းလူမိုက်အမှုပညာနာမည်ခံတရုတ်ဆောင်တွေနဲ့အထက်လန်းအောက်လန်းဆရာတွေဘလို့ဆက်ဆက်နေသလဲဆိုတာကိုကျွန်တော်တိတိလောက်လေးပြောပြပေးသွားပါမယ်။ငမျိုးက2021အာနာမသိမ့်ခင်မှာလူတက်မှုလူရဲမှုအမှုပေါင်းများစွာနဲ့ပုံရှောင်နေရတဲ့ဂရန်ပြေပြ အာနာသိန်းတို့စစ်တပ်ကနေရာပေးပြီးဆန္ဒပြလူငယ်တွေကိုတရင်ပေးဖမ်းဆီးတာတွေလုပ်ခဲ့တယ်။ကြီးမြင့်နိုင်မှာပရာဟိတအဖွဲ့ထောင်းဖျားတယ်အလူခံပြီးကြီးမြင့်နိုင်ចောင်းကြီးចောင်းတိုင်မှာခေါ်ပကဝင်လှုပ်ကျော်ဝင်းစင်ကိုရှော့ပြီးနောင်းနေမှာပြသူ့ရဲ့အကောင့်ဖျက်သွားလို့သူ့ရဲ့ဗီဒီယိုတွေမရလိုက်ဘူး။ခင်ဗျားတို့ကသူ့အကောင့်ဝင်ကြည့်လိုက်လို့ရှိရင်လက်အုပ်ချပြီးတာရုခေါ်မယ်ဆိုတော့ကျွန်တော်ရေးရေးကြီးပြောရတယ်ဗျ။ကိုလှိုင်သာရကိုကြီးလုံနေတဲ့ပရာဟိတဆိုတာဘာမှမဟုတ်သေးဘူး။အင်အောင်စုတထောင်သာလောက် ကျွန်တော်လူတန်းလို့ရမယ်ကျွန်တော်တို့စားတောက်ဖွဲအားပစ္စည်းများနဲ့ရေစံများနဲ့ကျောက်ဥစုများကိုကျွန်တော်တို့ဒါပြည်တော်သားအုပ်ကြီးစီမှာ အဲကျွန်တော်လူတိုင်းမိခဲ့မှာဖြစ်ပါတယ်ငမျိုးကျော်ဝင်းဆိုင်ကိုလျှော်ပြီးထောင်ထဲရောက်တော့မှဝင်းထုတ်ဝင်းက "तू आ ပို့ပြီးနာမည်ကြီးပြီးနေရာရလာလား"ကျော်ဝင်းဆိုင်အတက်ခံရပြီးတော့အဲချက်ချင်းအဖမ်းမခံရသေးဘူးเนาะအဲကျော်ဝင်းဆိုင်အမှုကိုလိုက်ပြီးတဲ့ရှေ့နေကိုလှုပ်ကြံတော့မှအဲငမျိုးကိုစစ်တပ်ကဖမ်းထည့်ထားလိုက်တာအဲ့ဒီကာလမှာဆိုလို့ရှိရင်ဗျာကျော်ဝင်းဆိုင်ရဲ့မိန်းမဆိုလို့ရှိရင်ပုံပြီးတော့နေနေရလာကျွန်တော်တို့ဆိုလို့ရှိရင်ပေါ့ဒီကျော်ဝင်းဆိုင်ရဲ့တပည့်လှိုင်းသားကိုကြီးတို့တွေနဲ့ဒီကြီးမြင့်တဲ့လူမိုက်တွေနဲ့ပွဲကြီးပွဲကောင်းချပြီးဟေးဆိုပွဲကြီးပွဲကောင်းကြီးရပြီးဟေးဆိုပြီးတော့ ျော်လင့်ခဲ့ဘူးတယ်ဗျလူမိုက်တွေကဘာလုပ်လဲဆိုတာကိုမသိသေးတဲ့လူတွေကိုကျွန်တော်ပြောပြပေးမယ်เนาะသူတို့ဟာသူ့နယ်ကိုယ်နယ်အပိုင်းတွေနဲ့မူရစီရောင်းတယ်ကျော်ဝင်းစိန်အပိုင်းအင်းစိန်အောင်စရာတရားအောင်ရက်ွက်သေးို့ဗျလူငယ်မျက်နှာစိမ့်တွေဝင်သွားကြည့်အတော်ကြီးတွေအမာကြီးတွေကစားမောင်လေးအတီးလားအရွယ်လားဆိုပြီးမေးတာအတီးကမြင်းသေးကိုပြောတာဗျအရွက်ကစီးကြောက်ဘူးအချားမူရစီအစုံရတယ် ဘင်းဖြူကစားလူမိုက်တွေကဈေးကြီးတွေငါးသေးတွေမှာစစ်ကြီးကောက်တယ်ဗျပတ်စံတောင်းတာပေါ့ဗျ2015-2020ဒီမိုကရေစီကာလမှာတော့ကိုကိုတိုင်းကြုံခဲ့ဘူးတဲ့မြင်ခဲ့ဘူးပဲဗျလူတွေခိုးတယ်ရိုက်တယ်အာနာသိန်းဆန္ဒပြတော့ဆန္ဒပြလူငယ်တွေကိုရိုက်နှက်ဖမ်းဆီးတရင်ပေးကုစုပေါ်တာဆွဲကိစ္စမှာပါဝင်ကြတယ်ယူစောတီလောက်ကြတယ်ဒီလိုနာမည်ကြီးလူမိုက်တွေကိုအမှုပညာရှင်ဆိုတဲ့လူတွေကဘာလို့တော်တော်ခရော့ကြတယ်သူ့မွေးနေ့မှာဆိုဗျအမှုပညာရှင်တွေအစီကားလို့ခဲဆက်ဆက်မှာစက်တက်ကလူမိုက်အမှုပညာရှင်ဘာသာရေးခေါင်းဆောင် ောင်တွေကိုတုံးချခဲ့ကြတယ်။အာနာသိပြီးနောက်လူတွေကိုခက်နောက်ပြန်ဆွဲအတွေ့အခေါ်တွေနဲ့ပညာမဲ့စီဖို့ရည်ရချက်ရှိရှိနဲ့လုပ်နေကြတယ်။ရုပ်ရှင်တွေဇာလံတွေကြီးကြီးပြအပြင်မှာတကယ်မရှိတဲ့သရေသစီဆိုးနဲ့အထက်လန်းနန္ဒဘဝအဲ့လိုကားတွေကိုပဲခမည်းတော်မကြမကြပြနေလေ။ဘာမှအထိပယ်မရှိတဲ့အတွေ့အခေါ်မှာပါဘူးတူတာမရှိတဲ့ဇာကားတွေပြအခေါ်မရှိညံရင်မဲ့ အကြောင်းတရားတွေနဲ့သူတို့ချဲလေခြင်းတိုင်းချဲလေလို့ရအောင်ဗျာသူတို့အုပ်စုတွေကအင်အားကြီးကြီးနဲ့ဝိုင်းဝန်းလှုပ်ဆောင်နေကြတယ်ကျွန်တော်တို့ဘူဘွားမိဘတွေကလည်းဘာသာတရားတွေကိုတလွဲယုံကြည်ထားတော့ဒီလိုမျိုးမမှန်မကန်အယူအဆတွေကိုလက်ခံဖို့ကလည်းအစင်းသင့်ဖြစ်နေကြတယ်ခုဆိုဗျာ Facebook တက်တော်ပေါ်မှာလူလိန်အထလန်းအွန်လိုင်းကောင်တွေမမြင်ချင်းမအဆုံးချင်းတဲ့ကောင်တက်တက်တွေခမားတို့တွေတတိထားပါဗျာခမားတို့တာသမီးတွေကိုအဲ့လိုအယူအဆအဲ့လိုလူတွေနဲ့ဝေဝေးထားပါအလာဝကစီပီးစီပီးယာစီဘာညာအဆောင်အယောင်နဲ့လူလိန်အုပ်စု လူငယ်တွေကိုပြီးစေအလောင်ကားစေအဲ့လိုနေရာတွေနဲ့အယုံသွင်းဂျင်းထည့်ပြီးတော့စစ်မှုထမ်းခိုင်းပြူစောထိလောက်ခိုင်းနေရတယ်ရှိနေပါတယ်။ဒီလောက်တိုးတက်နေတဲ့ခကြီးမှာအထိပယ်မရှိတဲ့အယူအဆအတွေးခေါ်တွေနဲ့အကြောက်တရားတွေထဲကပြည်သူတွေကိုမျက်စိပိတ်နားပိတ်ပြီး အာဏာရှင် စနစ်ကိုဆက်ပြီးအသက်သွင်းနေကြပါတယ်။ခမရတို့တွေအနေထုံနေကြောက်နေမှသူတို့ကိုမတော်လန့်ရဲမှကိုအကောင်တွေကအပြည့်ချင်းရမှအကောင်တွေကထောင်ချရမှကျွန်တော်တို့တော်လန့်ရအောင်လေချင်းမှာ ခု TikTok မှာစီလီဖြစ်နေကြတဲ့ကောင်တွေအလုံးကိုတွားကြည့်အဲ့ဒီကောင်တွေနဲ့ပေါင်းတဲ့လူတွေကြီးပဲဇိုဝင်းမောင်တော့နာမည်တွေမသိဘူးကွာအများကြီးပဲပြီးသူလူထုရှိမှာတော့သူတို့ကလူကောင်းလူလူပရိဟိတလောက်တဲ့ကောင်တွေလူလူအဲ့ကောင်တွေကိုတားကြောက်ရှာကောင်းတယ်တုံငယ်ချင်းတော့အားမပေးကြနဲ့ကြောက်ရှာတားကောင်းတယ်ကဲဒါဆိုရင်တော့ no video မော်ဘီစီယာပြုတ်သွားတာကိုတစ်ချက်လောက်နားစင်ကြည့်အောင်လူလုံးမဲ့ယူကောက်ပွဲရတော့ဒါအလုံးလဲတည်ပြီးသားပြီးသူအလုံးလဲတည်ပြီးသားသူတို့အနေနဲ့ဒါထပ်ပေါက်နေတဲ့သူတို့လို့တာ အင်းပြောပင်တိုင်းပြည်အတွက်လည်းမဟုတ်တယ်လို့ပြည်သူအတွက်လည်းမဟုတ်ဘူးဒီကောင်းဒီမှာဒီအာနာရှင်တွေမှာတိုင်းပြည်ချစ်စိတ်လည်းမရှိသလိုပြည်သူအပေါ်ချစ်တဲ့စိတ်လည်းမရှိဘူးသူတို့ချစ်တာသူတို့အာနာနဲ့သူတို့ရဲ့အမျိုးလောက်ပဲသူတို့ချစ်တာဒီရေကောက်ပွဲဆိုတာလည်းဒါသူတို့ထွက်ပေါက်အနေနဲ့အသုံးချတာထွက်ပေါက်အနေနဲ့အသုံးချတော့ကျအဲ့ဒီရေကောက်ပွဲကိုဦးစင်းတို့ပြည်သူတွေကမဲထမ်းမယ်ဆိုလို့ရှိရင်ဒါဦးစင်းတို့ပြည်သူတွေပြန်ပြီးတော့တတ်ခွင့်ပေါ့တရားဝင်ပြန်တတ်ခွင့်ဦးလားတရားမဝင်တဲ့လောက်ဒီလောက်တတ်နေတာ တရားဝင်ပြီဆိုလို့ရှိရင်ဘယ်လောက်တတ်မလဲဆိုတာအားလုံးစဉ်းစားကြည့်ပေါ့အားလုံးလည်းမြင်တွေ့တယ်ဒါဥစဉ်အပူတွေပြောတာမဟုတ်ပါဘူးအားလုံးအခုပြည်သူပြည်သားတွေလည်းတွေ့ကြုံရင်ဆိုင်နေရတာအဲ့ဒီမှာပိုးဆိုးတာဟိုဘူးလက်လတ်ဆိုတော့တို့စစ်တပ်တက်မှာရှိနေတဲ့ဘူးလက်လတ်ဆိုသူပြောတာတဲ့စကားတစ်ခွန်းရှိတယ်အဲ့ဒီလက်ရှိဒီရွေးကောက်ပွဲကိုပြီးကြည့်တဲ့ရွေးကောက်ပွဲကိုပြီးလို့ရှိလို့ရှိရင်ခုတို့တော်လန်းနေတဲ့ဒါပါတော့ KNU တို့ဥစဉ်တို့ AA တို့ KIA တို့အဲ့ဒီရဲ့တိုင်းရင်းသားတွေပေါ့ အရာတွေကိုအမုန်းကြီးမှလို့ဒါဘူးလလဆွေပြောထားတာအဲ့ဒီဘူးလလဆွေဆိုတာတကယ်စစ်တပ်တည်းရတကယ်အရာကြီးဟိုတုန်းကတော်တော်သူတို့ဝင်ကြီးတည်းအဲတိုင်းရင်မှုတွေဝင်ကြီးအစ်စ်တော်ဖြစ်တဲ့အရာတွေကသူတို့ရဲ့စစ်တပ်ကစစ်တပ်အမှန်ကန်ပဲသူတို့စစ်တပ်တဲ့တော်ဒီတရားဝင်ရသွားမယ်ဆိုလို့ရှိရင်သိထားတဲ့ဦးစင်းတို့တိုင်းသားတွေအကုန်လုံးမုန်းချစ်ကံမှာတိုင်းသားတွေတော့မုန်းချစ်ကံမှာမဟုတ်အားလုံးပြည်သူတွေလည်းမုန်းချစ်တယ်ဒီချက်ပို့ပြီးဆယ်ဆက်မကပို့ပြီးအမုန်းချိန်မှာ စက်ကောင်စီလိုတဲ့ရွေးကောက်ပွဲအပေါ်ကိုထောက်ခံပြီးတော့ဝေါ်မာအမှုပညာရှင်တိုက်ကနေပြီးတော့မှကမ်ပိန်းပုံစံမျိုးပေါ့နော်ပြည်သူတွေကိုလှုပ်ဆောင်တဲ့တက်လန်တို့လေးတက်လာတွေ့ရအဲ့ဒီပုံမှာအရှင်ပြားနေတဲ့ဘလို့သုံးသအမှတ်ချက်ပေးခြင်းပါလက်ခံရအဲ့ဒီအမှုပညာတရားစဉ်းစားမှာဟာသူတို့ဒီအမှုပညာတရားကုလို့ဖြစ်လာအောင်ဒါပြည်သူကထမင်းကြွေတာပြည်သူကမြောက်လို့သူတို့အမှုပညာတရားဖြစ်လာတာလေ ပြည်သူအားမပေးလို့ရှိရင်တို့တို့ဒီလိုဒီပုံစံမျိုးဘလုံးမှမဖြစ်နိုင်ဘူးခုတော့ဒီအမှုပညာတဲ့ဒါဥစဉ်တို့ပြည်သူတွေကိုပုံနဲ့ခန့်ရရမယ်အစာကျွေးတဲ့လေကိုပြန်ပြီးတော့ကြိုက်တာပဲကြိုက်တော့ဥစဉ်တို့ပြည်သူတွေအားနားလေရမယ်ဘာနားလေရမှာဆိုတော့ဒီလိုဘောမအမှုပညာတွေကိုပြည်သူပြန်စော်ကားတဲ့အမှုပညာတွေတို့ဥစဉ်တို့ပြည်သူတွေကမမတသားဖြစ်တော့ဘိုက်ကုန်းလုံးအောင်မှာတို့လာတဲ့ဇက်ကမှမကြည့်နဲ့တို့ YouTube တွေမကြည့်နဲ့တို့ရဲ့မှာ follower လောက်တဲ့ဥစ္စာတွေကိုလုံးအမ် follower လောက်ပြလိုက် အကုန်လုံးဘိုက်ကော့လုံးမဲ့ဆိုလို့ရှိရင်ဒီအမှုပညာတွေမခံနိုင်ပါဘူးတိကဒီအမှုပညာတွေကခုလိုမြောက်ကြမြောက်ကြဖြစ်တာဒီလိုဖြစ်တယ်ဆိုတာဥစဉ်လို့ပြည်သူတွေကမြောက်စားလို့ဒီအမှုပညာတွေဖြစ်တာပါပြည်သူကြွေးတဲ့ထမင်းကိုဒီကောင်လေးစားနေတာအဲ့ဒါကိုဒါပြည်သူပြန်ပြီးတော့စော်ကားတာပဲဥစဉ်လို့အနေနဲ့ကတော့ဒီအမှုပညာတွေကြည့်ရကိုယ်တိုင်းမျိုးတို့ဒီအမှုပညာတွေမသိတာမှမဟုတ်တာဗျဓမ္မနဲ့အဓမ္မအကုန်သိနေတဲ့ကိစ္စဒါကို तू ကအတ္တမဘက်ကရဲရဲဝင်းဝင်းနဲ့တို့ကလှုပ်တာအဲ့ဒါဥစဉ်လို့ ဒီဒီဘက်ကလည်းပြတ်ပြတ်သတ်သတ်လောက်အောင်ဒီအမှုပညာရှင်တို့လုံးဝအာမပင်းနဲ့သူတို့ဇက်ကမှန်သမျှကိုမကြည့်ဘဲနေလို့ရှင်ဒီအမှုပညာတဲ့မခံနိုင်ပါဘူးအဓိကတော့ဥစဉ်တို့ပြည်သူညီလို့ရှင်အမှုပညာတဲ့မဟုတ်ဘူးအာနာရှင်လည်းမခံနိုင်ဘူးအဲအဓိကတော့ဥစဉ်တို့ပြည်သူတွေအဓိကပဲအဲကြောင့်မို့ပြည်သူတွေကသိရမှာနားလည်ရမှာငါတို့ပေါ်စော်ကားတဲ့လူတွေငါတို့ကြွတဲ့ထမင်းကိုစားတဲ့လူတွေငါတို့ကိုပြန်ပြီးတော့ကြိုက်တဲ့လူတွေငါတို့ပြည်သူကိုဖင်လန်းပြတဲ့လူတွေဒီလိုအမှုပညာရှင်တို့ငါတို့ကလုံးဝမကြည့်ဘဲနဲ့ ဘိုက်ကော့လုံးမဲ့ဆိုရင်ဟာဒီအမှုပညာတရီယာလုံးဝမခံနိုင်ပါဘူးအဓိကတော့ဦးစင်းတို့ပြည်သူပေါ်မှာအဓိကမင်းပါပဲအဲ့လိုပြည်သူကရဲတင်းပြက်ပြက်တတ်တတ်လားဘိုက်ကော့လုတ်ပြီးဖို့အရေးကြီးပါတယ်ဆရာတော်ပြောတာတအားပါနဲ့နော်ဒါပေမဲ့ကျွန်တော်တို့နိုင်ငံကပြည်သူတခုခါပါလဲဆိုတော့တချို့ပြည်သူတွေကနှစ်ဖက်ချင်းတွေတအားများလာပြီးတိလားအဲ့ဒါကြောင့်ပွဲ cost လောက်ရင်လည်းနည်းနည်းပြဿနာရှိတယ်ကျွန်တော်တို့တော်လှန်ရေးဘက်မှာယက်တီတဲ့ပြည်သူတွေစုစည်းဖို့လိုတယ်စိတ်ငြိဖို့လိုတယ် အဲ့ဒီနှစ်ဖက်ကျွန်တွေကိုလည်းကျွန်တော်တို့ဖက်ပါလာအောင်ကျွန်တော်တို့ကတိတ်တွင်းရမှာဖြစ်တယ်။၂၀၂၁တုန်းကလူမျိုးအခုချိန်မှာစိတ်ငြိမ်တော့ဒါကောင်းပါကွာ။အဲ့ဒါကိုခဏခဏစဉ်းစားတယ်။ဒါပေမဲ့အခုကျန်နေတဲ့တော်လှန်ပြည်သူတွေအတူတကွစိတ်ဆက်ရင်တော့ကျွန်တော်တို့အောင်မြင်မှာပါ။ဟုတ်ကဲ့ပါသူငယ်ချင်းတို့ဒီနေ့ညတိဆက်မှုကတော့ဒီလောက်ပါပဲကျေးဇူးများချစ်တင်ပါတယ်ကျမရေခုစိတ်ကြပါ I love you all God bless you all thank you for your time